ကျမ်းမော်တော်မူကြပါသခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးကြတာကတော့အိန္ဒိယနေဆက်မီဇိုရမ်မှာမြန်မာတုတ်တန်အပါဝင်လက်နက်ခင်းများတင်ဆက်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာအိန္ဒိယနေဆက်မီဇိုရမ်ပြည်နယ်ချန်ဖိုင်ခိုင် ဆန်ကန်ဖိုင်ကြီးရွာအနီးမှာရှိတဲ့တောရင်တနေရာမှာမြေမြုပ်ဝတ်ထားတဲ့မြန်မာထုတ်တနက်များအပါအဝင်လက်နက်ခင်းရံတွေကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ဖွဲ့ကရှာဖွေသိမ်းဆည်းမိခဲ့ကြောင်းသိရှိရပါတယ်။အိန္ဒိယအာတန်ရိုင်ဖယ်တပ်ဖွဲ့ဟာအဇူဘာလက်နက်တွေကိုအော်တိုဘောလ24ရက်နေ့မှာဂျန်ဖိုင်ခိုင်ဆန်ကန်ဖီကြီးရွာအနီးဝန်းကျင်မှာရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီးလက်နက်တွေကိုဒန်တလန်ရေစကန်ကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။သိမ်းဆည်းရမိတဲ့လက်နက်ခင်းရံတွေက60မမစိန်ပြုံချုပ်လက် rifle တနက်နှစ်လက်တလုံးပြူတနက်သုံးလက် grenade တလက်7.62ကြီ40တောင်း60မမကြီ50တောင်းနဲ့စကားပြော့ဆက်နှစ်ခုလိုဖြစ်ပါတယ်အဲ့ဒီလိုလက်နက်ခဲများတင်စေရမိတဲ့ sunken find ကြီးရဟာဖလန်မြို့နယ်မှာရှိတဲ့ချင်းအမျိုးသားများကာကွယ်ရေးအဖွဲ့ချုပ် CNU CNDF ရဲ့ဌာနချုပ်အနီးမှာရှိတဲ့ကြေးရွာဖြစ်ပြီး CNU CNDF ရဲ့ပေါ်များဖွဲ့ထားခဲ့တဲ့လက်နက်များဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်ပါတယ်။အခုတင်းစစ်ရတဲ့လက်နက်ခင်းရဲတွေက CNO CNDF ဌာနချုပ်နားမှာတွေ့တာပါလက်နက်ခရင်တွေကလည်းလက်လုတ်တနက် တွေမြန်မာထုတ်တွေပါပြီးခဲ့တဲ့ဇူလိုင်လတုန်းက CNO ဌာနချုပ်ကို CDF ဝန်ကိုရန် CNO တွေတိုက်တုန်းက CNO CNDF ရေးပေါ်ရင်အိန္ဒိယဘက်ကထွက်ပြေးစဉ်ကလက်နက်ခရင်တွေဖြစ်ဖို့များတယ်လို့အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့ချင်းမျိုးသားတအူးကပြောပါတယ် ယခုနှစ်ဇူလိုင်လတည်းမှာ CDF ဝန်ကိုရန်နဲ့ CNL တို့တင်ပိုက်ထင်းချုပ်ထားတဲ့ recorder မျိုးကို CNO CNDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဖလန်မြို့နယ်မှာရှိတဲ့ CNO CNDF ဌာနချုပ်ကလည်း CDF ဝန်ကိုရန်နဲ့ CNL တို့ကတိုက်ခိုက်သိမ်းပိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုကြောင့်သိရှိရပါတယ်။လက်ရှိမှာမီဇိုရန်ပြည်နယ်အစိုးရဟာမြန်မာနိုင်ငံမှာတရားမဝင်မူရစေဝါများစီးဆင်းဝင်ရောက်မှုထိန်းချုပ်ရန်အတွက် Operation Jericho စစ်စင်ရေးကိုစက်တင်ဘာလ1ရက်နေ့မှဒီဇင်ဘာလ31ရက်နေ့ထိဆောင်ရွက်နေပါတယ်။အဆိုပါစစ်စင်ရေးကြောင့်မြန်မာနိုင်ငံနဲ့နင်းနမိတ်ချင်းထိစပ်နေတဲ့ Jaffa ခရိုင်မှာရှိတဲ့ဝင်ပေါက်22ခုကိုအဓိကပြစ်မှတ်ထားစစ်ဆေးနေပြီးမီဇိုရန်ပြည်နယ်မှာမြန်မာနိုင်ငံမှာတင်သွင်းလာတဲ့တရားမဝင်မူရစ်စည်းဝါးများသမကလက်နက်ခင်းရန်တွေကိုပါရစ်တပ်ဖွဲ့တွေကစက်တိုက်ဖမ်းဆီးရမိလျက်ရှိကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ နေရီကန်လေချောင်းရံကာကွယ်စခန်းကိုအေကလက်နက်ကြီးများနဲ့တိုက်ခိုက်တဲ့အတွက်အဆောင်တချို့ပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်မကွေးအစင်ရခိုင်ယူမဘောကနေရီကန်လေချောင်းရံကာကွယ်ပြူဝစခန်းကိုအရခတ်တတော်အေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာအဆောင်တချို့ပျက်စီးသွားကြောင်းတရင်ရရှိပါတယ်။နေရီကန်စခန်းရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ကာကွယ်စခန်းတစ်ခုကိုအေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်လက်နက်ကြီးတွေနဲ့ နေရီကံပင်မစခန်းကိုစတင်ပြစ်ခတ်တက်ခတ်လာခြင်းဖြစ်တယ်လို့စီးရီသတင်းရှင်းမြစ်တူကပြောပါတယ်။နေရီကံစခန်းရဲ့မျက်နှာချင်းဆိုင်ကကာကင်းကုန်းကိုအေးအေးသိမ့်ပိုက်ပြီးနောက်ကဘာလုံးစခန်းကိုလက်နက်ကြီးတွေနဲ့ထပ်ပစ်တယ်။ဒီအပိုင်းတွင်ပြစ်လိုက်တဲ့လက်နက်ကြီးကြီးတချို့စခန်းထဲကြောက်ရောက်ပေါက်ကွဲလို့အဆောင်တွေပြိုပြတ်သွားတယ်။လူလဲအထိကိရှိနိုင်တယ်။အထိကျတိဖို့ကတော့ခတ်တယ်။အဆောင်တွေပြိုတာကတော့အထိကျပဲလို့ဆိုပါတယ်။လက်ရှိနေရီကံလေးချောင်းရံကာကွယ်ပြူအစခန်းကို အရကတက်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေကအဖက်ဖက်ကဝိုင်းဝန်းပိတ်ဆို့တာပြီးလက်နက်ကြီးတွေနဲ့စတင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။နေရီကန်တောင်ကျောတလျှောက်မှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်လျက်ရှိတယ်လို့၎င်းကဆိုပါတယ်။နေရီကန်တောင်ကျောတလျှောက်တိုက်ပွဲရှိတယ်။တိုက်ပွဲတွေကဗစီဘက်မှလည်းပြင်းတယ်။ဒီဘက်ကုတ်ကြီးဘက်တွေမှလည်းရှိတယ်။လက်နက်ကြီး drone နဲ့လေကြောင်းကတော့အရင်ကတည်းကပိုပြီးပစ်တယ်လို့ဆိုပါတယ်။နေရီကန်လေကြောင်းရဲ့ကာကွယ်စခန်းဟာ အဖက်ဖက်မှပိတ်ဆို့ခံရပြီးအကြအဆုံးနဲ့စစ်မှုတန်းတင်များထွက်ပြေးမှုများရှိနေကစစ်ကူလမ်းကြောင်းများလည်းဖြတ်တောက်ပိတ်ဆို့ခံရရတယ်လို့လည်းကောင်းတာဆိုပါတယ်။ပြည်သူစစ်တင်တဲ့အင်အားအများပြားကိုအင်အားထပ်ဖြည့်တင်းကစစ်ကြောင်းများထိုးနေပေမဲ့လည်းနေရီကန်ဘျူဟာကိုမရောက်ဘဲတောင်းအောင်မှသာအေးအေးရဲ့ဖြတ်တောက်ပိတ်ဆို့ခြင်းကိုခံရတယ်လို့သိရှိရပါတယ်။အကြံဖတ်စစ်တဲ့နေရီကန်လေးကြောင်းရန်ကာကွယ်ရေးဘျူဟာစကန်ကုန်းနဲ့မျက်နှာချင်းဆိုင်ကာကင်ကုန်းတကုန်းနဲ့ ဗစီရွာဖျားကုန်းကိုအေးအေးနဲ့ပူပေါင်းတက်တော့ကယခုရပိုင်းအတွင်းမှာထပ်မံတင်ပိုက်ထားတယ်လို့စီးရီးသတင်းရှိမြစ်တွေကအတည်ပြုပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဗမော်နဲ့ခေါလန်ဖူမြို့နယ်တွေဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KNA ပြောဆိုပြီးစစ်တပ်ကဇက်တိုက်ပုံကျဲနေလို့ဝိဟင်တည်နှာဆွင့်ဖို့လုံခြုံတဲ့နေရာတိဆောက်ထားဖို့တိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်ခေါလန်ဖူမြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KNA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကဒီကနေ့မှ ပြောပါရယ်ကချင်ပြည်နယ်ရဲ့စီးရေးအခြေအနေတွေမင်းမြန်ရမှာဘူမူကြီးနော်ဘူးကအရင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ပုံမှန်မှာတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဝိုင်းမော်ဘက်မှလည်းလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေနေတိုင်းနေပါရှိတယ်လို့အော်တိုဘောလ25ရက်နေ့မှာပြောပါရယ်ဒါအပြင်ဖားကတ်မှာတိုက်ပွဲတွေညင်နေပေမဲ့စစ်ကောင်စီကလူနေရက်ွက်တွေကိုလက်နက်ကြီး drone ပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါရယ် ခေါလံဖူးမြို့နယ်နဲ့ဆက်ဆက်ဒေသလန်စင်ဘက်မှာလေတိုက်ပွဲတွေဆက်တိုက်ရှိနေကြောင်းအသိပေးပါတယ်တိုက်ပွဲတွေဆက်ဖြစ်နေပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေရှိတဲ့အတွက်မြေပြင်အခြေအနေကိုတော့အသေးစိတ်မသိရသေးဘူးလို့ဘုံမကြီးနော်ဘူးကပြောပါတယ် KIA ပူပေါင်းတာခေါလံဖူးမြို့နယ်ကလက်ဒန်းရွာနဲ့မခေါန်ဒန်းရွာကစစ်တပ်နဲ့ပြည်သူစစ်တပ်စခန်းတစ်ခုကိုအော်တိုဘလ22ရက်နေ့ကတင်ပိုက်ခဲ့တယ်လို့စီးရီးသတင်းရင်းမြစ်တချို့ကပြောထားပါတယ်စစ်ကောင်စီဟာ ိုက်ပွဲတွေမှာအထိနားတဲ့အခါမှာလီကျောင်းစစ်ရေးတွေပုံမပြုတ်လို့ရှိပါတယ်။အော်တိုဘားလ21ရက်နေ့နဲ့အော်တိုဘားလ22ရက်နေ့တို့မှာလန်စေဒေတာဝိုင်းမော်လမြန်ရွှေညောင်ပင်နဲ့ဖားကန့်ဒေတာစတဲ့ KIO ထင်းချုံနေမြေတွေကိုလီကျောင်းတိုက်ခိုက်မှုတွေအများပြားစစ်ကောင်စီကပြုတ်လုခဲ့ပါတယ်။အော်တိုဘားလ21ရက်နေ့တရက်ထဲမှာပဲ KIO KIA ထင်းချုံနေမြေစစ်တပ်နေရာကိုစစ်ကောင်စီကပုံကျဲခဲ့ပြီးအဲဒီအထက်မှာတိုက်ပွဲဖြစ်ပွားတဲ့နေရာ၃နေရာသာပါဝင်ခဲ့ကအများစုက ဖယားရှိခိုးကြောင့်တွေကြီးရွာတွေကိုဘုံကျဲတာလို့ KIA ကအတည်ပြုထားပါတယ်စစ်ကောင်စီဟာတနိုင်ငံလုံးအတိုင်းအတာလေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့အခုချိန်မှာလေကြောင်းတရက်နတ်ဆွင့်ဖို့ကိုလည်းဘုံမူကြီးနော်ဘူးကတိုက်တွန်းပါတယ်စစ်ကောင်စီဟာအခုချိန်မှာပြည်သူလူထုရောရန်သူရောဘာမှမခွဲခြားဘဲနဲ့လေကြောင်းတိုက်ခိုက်တာအသေးကန်ဒရုန်းနဲ့တိုက်ခိုက်တာတွေလည်းလှုပ်ဆောင်နေတယ်လို့ဆိုပါတယ် ဒါကြောင့်ပြည်သူလူထုအနေနဲ့ဝင်းဟင်းတည်င်းတွေအမြဲတမ်းနားထောင်ဖို့လိုအပ်တယ်လို့မိသားစုအတွက်လုံခြုံတဲ့နေရာတွေကိုလည်းတိစောက်ထားဖို့လိုတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။ပြည်သူလူထုအနေနဲ့လည်းဝင်းဟင်းတည်င်းတွေအမြဲတမ်းနားထောင်ဖို့လိုပါတယ်။မိသားစုအတွက်လုံခြုံတဲ့နေရာတွေကိုတိစောက်ထားဖို့လိုပါတယ်လို့ဘုံမူကြီးနော်ဘူးကတိုက်တွန်းထားပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့တရင်ကတော့အကြွေးပေးရန်ရှိနေတဲ့အချက်ကြောင့်တသက်ခိုင်းကိုလွတ်တော်ကွန်ဆလေလောင်းအဖြစ်မှပေးဖြတ်တယ်လို့ စစ်တပ်လောင်းခံရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကိုအကြွေးပေးရန်ရှိနေတဲ့အချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်လိုက်ကြောင်းစစ်တပ်လောင်းခံရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆနနဲ့အမှတ်နှစ်မှာအမည်စရင်တင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ဟာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းခြင်းနဲ့ညှိစွန်းတဲ့အတွက် ကုဇလီလောင်းစရင်မှာပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ကဘာအေးဖျားလန်းနဲ့ဆီယာဆန်လန်းတောင်မှာရှိတဲ့68 residence အင်ယာစီမံကိန်းကိုတသက်ခိုင်းတဲ့အောင်ကျော်ဝင်းတို့ကကမ်ဘောဇာပန်စီမှငွေကျပ်ဘီလီယံ100ကျော်ချိငါခဲ့ကြောင်းတို့ရမှာ68 residence အင်ယာစီမံကိန်းမှာအချိန်မီပြည်စည်းမှုမရှိခြင်းအကန့်အနိုင်ခြင်းမရှိခဲ့ကြောင်းဒါအပြင်ကမ်ဘောဇာပန်မှာချိယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပိတ်ဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။ စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူလွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းအနားပုံမှန်ရှိကာကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမတင့်လျော်တဲ့ပေးရန်တာဝန်ကင်းရှင်းသူများလို့ပြဋ္ဌာန်းထားရမှာတတ်တတ်ခံရကမ္ဘောဇာပန်ကို ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေတဲ့အတွက်အစိုးရဥပဒေပုံမှန်နဲ့လည်းညှိစွန်းနေကြောင်းသိရှိရပါတယ်။တက်တကန်အပါဝင်လွတ်တော်ကိုစလေလောင်း86ဦးကိုလွတ်တော်ကိုစလေလောင်းအရေးချင်းတတ်မှတ်ချက်များနဲ့မပြည့်မီတဲ့အတွက်လွတ်တော်ကိုစလေလောင်းအဖြစ်မှပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ကြန့်ခိုင်ရေးပါတီပြိုင်ဘက်မရှိ28နေရာကျူးတင်အနိုင်ရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကော်မရှင်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာမေးမပေးရသေးခင်မှာပဲစစ်တပ်ကြောထောင်းနောက်ခံပြည်တော်စုကြန့်ခိုင်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဟာလွတ်တော်အမတ်နေရာ28နေရာအတွက်ကြိုတင်အနိုင်ရနိုင်နေပြီဖြစ်ပါတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကအော်တိုဘလ23ရက်နေ့မှာနောက်ဆုံးထုတ်ပြန်တဲ့အတီးပြုတ်ကိုစလေလောင်စီးရင်တွေအရအခုလိုအနိုင်ရရှိနေတာကိုတွေ့ရှိရတာပါ။အဓိကအားဖြင့် ကချင်းစကိုင်းရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကမဲဆန္ဒနဲ့28ခုမှာကြန့်ခိုင်ရေးပါတီကလွယ်ပြီးတခြားဘေးပါတီကမှဝင်ရောက်ရှင်ပြိုင်ခြင်းမရှိတာကြောင့်ဥပဒေအရအခုလိုပြိုင်ဘက်မရှိအနံ့ရသွားတာဖြစ်ပါတယ်။စစ်ကောင်မရှိရဲ့ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှ58ကာကြီးအရမဲဆန္ဒနဲ့တခုမှကိုစလေလောင်းတဦးတည်းသာရှိရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲအဲ့ဒီကိုစလေလောင်းကိုပဲအနံ့ရကိုစလေအဖြစ်ကြီးညာရမှာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီကအခုလိုပြိုင်ပွဲမရှိအနိုင်ရတဲ့နေရာတွေထဲမှာ ပြည်သူလွတ်တော်အတွက်73နေရာတိုင်းနယ်ပြည်နယ်လွတ်တော်အတွက်73နေရာနဲ့တိုင်းရင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်အတွက်2နေရာပါဝင်ပါတယ်ပြည်သူလွတ်တော်အတွက်ဆိုရင်ကချင်ပြည်နယ်ကနောင်မွန်မန်စီရွှေကူမြို့နယ်တွေစကိုင်းတိုင်းဒေသကမင်းကင်းဝန်တိုးမော်လိုက်ကနီစာလင်းကြီးနဲ့ရေဦးမြို့နယ်တွေတနင်္သာရီတိုင်းကရေဖြူလောင်းလုံးမြို့နယ်တွေနဲ့ရှမ်းပြည်နယ်တွေကမမန်းနဲ့ဖေခုံမြို့နယ်တွေမှာဖြစ်ပါတယ် တိုင်းနယ်ပြည်နယ်လွတ်တော်တွေကတော့အများစုက စကိုင်းတိုင်းတွေကဖြစ်ပြီးကောလင်ဝန်းတိုတမူဘူးတလင်မွန်လိုက်ကနီစောလင်းကြီးနဲ့ရေဦးမြို့နယ်တွေမှာရှင်းနေရအထိနိုင်ရထားတာပါဒါအပြင်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်ဖြင့်ရှမ်းပြည်နယ်တွေကကချင်တိုင်းရင်းသားမင်းစနနဲ့နဲ့ကရင်ပထောင်တိုင်းရင်းသားမင်းစနနဲ့နှခုမှလည်းကြန့်ခံရေးပါတီကပဲပြိုင်ပွဲမရှိအနိုင်ရထားပါတယ်အခုလိုကြန့်ခံရေးပါတီကပြိုင်ပွဲမရှိအနိုင်ရခဲ့တဲ့မင်းစနနဲ့အများစုကလက်ရှိမှာစီပရိပကတ်တွေပြင်းထန်နေပြီး တည်ငြိမ်မှုမရှိတဲ့ဒေတာတွေဖြစ်တာကိုတွေးရှိရပါတယ်။အထူးသဖြင့်စကိုင်းတိုင်းလိုနေရာမျိုးမှာဆိုရင်တခြားပါတီတွေအနေနဲ့ကိုယ်စလေလောင်းလှုပ်ဖို့မဲဆွေစည်းရုံးဖို့နဲ့လုံခြုံစွာရည်တည်ဖို့အတွက်လက်တွေ့မှာအလွန်ခက်ခဲတဲ့အခြေအနေတွေရှိနေတယ်လို့နိုင်ငံရေးသမားတွေကပြောပါတယ်။ကြံ့ခိုင်ရေးပါတီအပြင်ကြားဖြူပါတီလိုလူသိများတဲ့ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဝအမျိုးသားပါတီနဲ့ အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်းရှမ်းပြည်နယ်တဲမှာပြိုင်ပွဲမရှိတနေရာစီအနိုင်ရထားတာကိုတွေ့ရှိရပါတယ်။လာမယ့်ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မဲ့ပါတီကြီး၆ခုရှိတဲ့အနက်ကြက်ခံရေးပါတီကကိုစလေလောင်းတထောင်ကျော်နဲ့အများဆုံးဝင်ပြိုင်ထားပြီးတဆညာပါတီက690ကျော်နဲ့ဒုတိယအများဆုံးတသက်ခံရဲ့ပါတီက600ကျော်နဲ့တတိယအများဆုံးပအဝင်ရှင်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲကိုအပြည့်အဝမကျင်းပနိုင်တဲ့အပြင် ပြိုင်ဘက်အတိုက်ခံပါတီတွေကိုဖျက်သိမ်းပြီးနိုင်ငံရေးခေါင်းဆောင်တွေကိုလည်းဖမ်းဆီးထိန်းသိမ်းထားချိန်မှာအခုလိုရွေးကောက်ပွဲကျင်းပတာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းအနောက်နိုင်ငံတွေကပြောဆိုကန့်ကွက်ထားကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားတော်လှန်ရေးလက်နက်ကင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေကလည်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုအတုအယောင်အဖြစ်သတ်မှတ်ပြီးရွေးကောက်ပွဲမှာမပူပေါင်းကြဖို့ရွေးကောက်ပွဲရလက်ကိုလက်မခံကြဖို့နိုင်ငံတကာကိုတိုက်တွန်းတောင်းဆိုနေပါတယ်။ ဒီလိုကန့်ကွက်တောင်းဆိုမှုတွေရှိနေချိန်မှာပဲမဲမပေးရသေးပဲရွေးကောက်ပွဲရလက်ကြိုတင်ထွက်ပေါ်လာနေတာပဲဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တော်လန်ရေးအဖွဲ့များတိုင်းရင်းသားအလုံးစုစည်းညီညွတ်မှုနဲ့အမှန်တရားပေါ်ရက်တည်၍အောင်ပွဲရသည့်အထိဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဗန်လာတိုက်တွန်းပြကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတော်လန်ရေးအဖွဲ့များတိုင်းရင်းသားများအလုံးစုစည်းညီညွတ်မှုနဲ့အမှန်တရားပေါ်ရက်တည်၍ အောင်ပွဲရသည့်အထိစစ်အာဏာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း KIO KIA ဥက္ကဋ္ဌပူချုပ်ကြီးအင်ဗန်လာကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ယမန်နေ့မှာကြောက်ရွံ့တဲ့65နှစ်မြောက်65နှစ်ပြည့် KIO အထိမ်းအမှတ်မိကွန်းနဲ့မှာ KIO KIA ဥက္ကဋ္ဌပူချုပ်ကြီးအင်ဗန်လာက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်းကချင်တရင်ရင်းမြစ်ကဥက္ကဋ္ဌရဲ့မိကွန်းကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြခြင်းဖြစ်ပါတယ်။သူပြောတာကအခုချိန်မှာကချင်လူမျိုးတွေရောတိုင်းရင်းသားဘောင်းစုံအတူလက်တွဲပြီး စီစီလုံးလုံးညင်ညင်ညွညွတ်နဲ့မှန်ကန်တဲ့ယက်တီချက်နဲ့မေတ္တာပြလက်တွဲခေါ်ပြီးတော်လန်ရင်းကိုလက်တွဲပြီးအောင်ပွဲရတဲ့အထိတိုက်ရမယ်။အားလုံးအတူတူညင်ညင်ညွညွတ်နဲ့တွားရမယ်။အခုဆိုရင်တော်လန်ရဲ့အဖွဲ့တွေအများကြီးရှိတယ်။အဲ့ဒါတွေအားလုံးစူးစိညင်ညွတ်ရမယ်။နိုင်ငံရေးစီရေးချင်းညီပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်လို့ကချင်သတင်းရင်းမြစ်ကရှင်းပြပါဗယ်။ဒါအပြင်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက်စီဇက်ဆွေးနွေးရေးလမ်းကြောင်းကိုတွားရမှာဖြစ်ပေမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ကန့်ကွက်သူအဖွဲ့ကြီးနှစ်ဖွဲ့ကွဲသွားပြီးညီနိုင်ရေးလမ်းကြောင်းကဝေးကွာသွားကပြည်ရင်းစစ်လဲကြာရှိမာကိုစိုးရင်ကြောင်ပူချုပ်ကြီးအင်ပန်လာကဆိုပါတယ်ဥက္ကဋ္ဌကပြောတဲ့အထင်မှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူတို့အထူးစိုးရင်နေပါတယ်ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကန့်ကွက်တဲ့အဖွဲ့ဆိုပြီးအဖွဲ့နှစ်ဖွဲ့ကွဲသွားမယ်အဲ့ဒီအဖွဲ့စီးနှစ်ခုကလွယ်လွယ်နဲ့ညီနိုင်ဖို့ခက်ခဲသွားမယ်ပြည်ရင်းစစ်ကလည်းတိတက်ပိုးပြီးကြာရှိသွားနိုင်တယ်အဲ့ဒါကိုလည်းသူထက်ပြောတယ် နောက်ပြီးစစ်တပ်အောက်ကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပူးပေါင်းရမယ်အခြေအနေတွေမှာသတိထားကြဖို့လည်းသူကထည့်ပြောတယ်လို့ကချင်သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။ KIO KIA ဥက္ကဋ္ဌကစွန့်လွတ်ပြီးဆက်ခဲ့ရတဲ့အသက်သွေးချွေးခန္ဓာကိုယ်အစိပ်ပိုင်းနဲ့ဘဝများအလဟတ်တမဖြစ်စေရအတွက်တော်လန်ရေးကိုအောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်လျှောက်လှမ်းရမယ်လို့ဂရီပီပြောဆိုသွားကြောင်းသိရှိရပါတယ်။ KIO KIA စတင်ချိန်က လက်လုတ်တနက်နဲ့စတင်ခဲ့ပြီးမလဲယခုအချိန်မှာတော့ဆက်တနက်နဲ့တိုက်ပွဲဝင်နေကြောင်းကချင်တော်လန်ရေးမှာအားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစစ်ရင်းနဲ့နိုင်ငံရေးမှာပါနောက်ဆုံးချင်းမရှိပဲရှိသူတိုးနေကြောင်းဘုရားသခင်ကိုကျေးဇူးတင်ပြီး KNO KNA အဖွဲ့များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဥက္ကဋ္ဌကထည့်သွင်းပြောဆိုသွားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ရီမြို့ခိခိဘက်မှာမဲဆောက်မြို့ကို ထွက်ပြေးလာသူနိုင်ငံသားအရေးအတွက်1233ဦးတိရောက်ရှိနေပြီ ထွက်ပြေးသူများတိုးလာနေစေဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် KK Park မှာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးလာသူနိုင်ငံခြားသားအရေအတွက်1233ဦးရှိလာကြောင်းထိုင်းသတင်းဌာနများကဖော်ပြပါရ။အော်တိုဘားလ22ရက်နေ့မှာစတင်၍ BGF က KK Park မှာကြားပြန့်လုတ်ကင်သူတွေကိုစတင်နှင်လွှတ်ခြင်းခေါ်ထုတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးနောက်ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကျန်းကိုရာနဲ့ချီတဲ့နိုင်ငံခြားသားများထွက်ပြေးကြကြောင်းယခုကမဲဆောက်မြို့မှာ KK ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံခြားသားအရေးအတွက်1233ဦးထိရှိလာကြောင်းလက်ရှိအချိန်မှာကြားဖြန့်လုတ်ကင်နေသူတွေဟာမြန်မာနိုင်ငံအတွင်းမှာထိုင်းနိုင်ငံဘက်ခြမ်းကိုဆက်လက်၍ထွက်ပြေးမှုများရှိနေစေဖြစ်ပြီး KK ဘက်အတွင်းမှာလည်းပောက်ကွေးမှုများဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။မြောက်ရီမြို့မြောက်ဖက်မှာရှိတဲ့ KK ဘက်ကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့်ကြားဖြန့်လုပ်ငန်းလုတ်ကင်နေသူများမြောက်ရီမြို့တွင်းနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ရီမြို့ခံတွေကပြောကြပါတယ်ခေကေဘက်ဝင်းတယ်မှာအော်တိုဘားလ23ရက်နေ့ညနေပိုင်းမှာစတင်၍ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးအစုပေါင်းပောက်ကွဲမှုများနဲ့ပတ်သက်၍ BGF အဖွဲ့ကဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းထိုင်းသတင်းဌာနများမှဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်ကောင်စီဝန်တန်းတွေမင်းမပေးရင်နိုင်ငံဝန်တန်းဥပဒေအပြင်အကြံဖတ်ဥပဒေတွေနေပါအရေးယူမယ်လို့စစ်တပ်ချင်းချောင်းတွေကြောင့်တင်ဆက်ပေးပါမယ်စစ်ကောင်စီဝန်တန်းတွေမင်းမပေးရင်နိုင်ငံဝန်တန်းတွေဥပဒေအပြင် အကြံဖတ်ဥပဒေပုံမှန်နဲ့ပါအရေးယူခံရမယ်လို့ဌာနတွင်သတိပေးချင်းချုပ်ထားကြောင်းဝန်ထမ်းချုပ်နဲ့ဝန်ထမ်းမိသားစုတွေကပြောပါတယ်စစ်တပ်ရဲ့တပ်မိသားစု တရားရင်ထွေအုပ်ပညာရေးရဲမိသားစုဝင်တွေကိုအခုလိုချင်းချုပ်ထားတာလို့စုံစမ်းသိရှိရပါတယ်မိစ္ဆာဆိုပြီးထွက်ထားတာမဟုတ်ဘူး Viber Group တွေထဲမှာပို့တယ်ဌာနတိုင်းကတော့နှုတ်မိတ်ကြမှာပါကျမတို့ဌာနဆိုရင်မင်းစီရင်စစ်ဖို့ကအစနိုင်ငံဝန်ထမ်းတယောက်အနေနဲ့တာဝန်ကြီးဖို့ပြောတယ်မင်းမပေးရင် ဌာနမှာတခုခုဖြစ်မယ်ဆိုတော့အကုန်သိနေကြတာပဲဝန်ထမ်းအနေနဲ့ကတော့ပေးရမှာပေါ့လို့ရင်းဝန်ထမ်းအမျိုးသမီးတဦးကပြောပါတယ်ဒါအပြင်တရားရုံးဝန်ထမ်းတွေကိုလည်းမင်းမပေးရင် PDF ထောက်ခံသူအဖြစ်တတ်မကောင်အကြံဖတ်ဥပဒေနဲ့တရားစွဲမယ်လို့ချင်းချောက်ထားပြီးမိသားစုဝင်အလုံးကမဲပေးရမယ်လို့ဖိအားပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်ပညာရေးဌာနမှာလည်း Viber ကနေတဆင့်စစ်တပ်ရွေးကောက်ပွဲမှာမဲပေးခိုင်းတာပြီးမင်းမပေးရင် CDN ဝန်ထမ်းဖြစ်တတ်မကောင် လိုအပ်တဲ့ပုံမှန်တက်၍အေးအေးသွားမယ်လို့တဏ္ဍာတွင်အမိတ်ပေးဖို့ချင်းချောက်ထားကြောင်းပညာရေးဝန်ထမ်းမိသားစုဝင်တဦးကပြောပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးပြည်သူလူထုကစိတ်ဝင်စားမှုမရှိတာကြောင်းစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုချင်းချောက်ကမိသားစုဝင်တွေကိုပါမဲထဲကြဖို့ချင်းချောက်ဖိအားပေးနေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ဂွိတုမှာအောင်မြင် ရွေးတူမှာကြရှုံးသူတဦးရဲ့ထေရပတိကန္ဓာဆိုတဲ့ကျူလီပောင်တရင်စင်ရဲ့ပြောဆို ရေးသားထမကို ဟာတာနောက တင်ဆက်ပေးပါမယ်။ဘလူးမှာတော့ဗရာမီလူမတာယီကူအဖြစ်နဲ့ကြုံရရှာပညာတော်ရတတ်တပါအပြာမေဘဝပြရာတွေခက်အပူလုံးကြွယူကျုံမရလူလုံးကမလားကုစလေလောင်းအရေးချင်းပြည့်ရင်းသူကြီးတဲ့ကိုကကိုအေးစေးနံပြဖုန်နေအကောင်းသားအခုတော့ ရှာအတမတက်အောင်လှုပ်ပေးခဲ့တာတွေကမှမတော့မညာလှုပ်ရလေချင်းတကွင်းလုံးပတ်ခံပြစ်မဲလို့အခေထားသမျှတဲ့ရကြဂွေးတုနဲ့အကျိုးပေးလို့ရွေးတုဝင်ပြိုင်ချင်ပါတယ်ဆိုမှရေဘူးကောက်တမယာတိဝေတဲ့အဆင့်တောင်လက်မခံတော့မရှိတဲ့တောက်ရှာဟတ်တကြီးကွဲပါပေါ်လားစကြဝဠာဒုက္ခအိုကျင်ဆူဆိုတဲ့ကောင်ကဈေးခွေးပါဆိုဒစိမ့်တကြက်အရင်အပြအထာမထာမင်းမင်းမြင်ထိုးဟောင်းပက်ကైဇရိုက်ဆူမှာတော့ ခန့်ပေါ်ဒီကြတဲ့အကျွေးပီလီယံရာကျော်ကတမောင်းနှစ်ချမ်းတစီရှိသမျှရောင်ဆက်ရင်တောင်ကြည်ဖို့ကမလွယ်မိုက်လုံးကြီးမိတဲ့အဖြစ်တွေးလို့ပြောရအောင်ကလည်းအတုံးနှုံးကမစီလျော်နှစ်ယောက်လုံးကမိုက်တွင်းနဲ့သူတွေဆိုတာလူတကားသိမဟုတ်လားဒင်းတို့အကြောင်းပြောရတာသူတို့တော့မသိဓမ္မဖြင့်အောင်နှလုံးကိုနားလို့နမေရွေးကြတဲ့ကနေတဲ့နန်တဲ့နဝင်းကైအင်းက ై69 လို့ရွေးပါဆိုတာကိုအခုတော့68ကြောင် အပိသိတ်ခံလိုက်ရပြီမဟုတ်လား။ခေါင်းတုံပါဆိုဖြာရန်ပြင်းမြင်စမေးရင်ခေါင်းမို့ထိုးပြဖြစ်ပြရှုခိုင်းရင်ဘူကြီးရိုက်ငမိုက်နှင်းပြင်ရှိအောင်မလားအမတ်သေးမာကြီးရဲ့လို့တော့မပြောတော့ဘူးလားလို့ဆုစ်ကျူလီပောင်တရင်စင်ဂွေးတူမှာအောင်မြင်ရွေးတူမှာကြာရှုံးသူတို့ရဲ့ထေရုပ်ပတ်တိကန္တ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။